အာဖရိကတိုက်အလဲပိုင်းတန်ကန်ယီကာရေကန်ကြီးနဲ့ချိတ်ဆက်နေတဲ့ရူစီစီမြို့ဝကျွန်းပေါ်ဒေသဟာလျှို့ဝှက်ဆန်းကျပြီးတော့ခြောက်ချားစရာကောင်းတဲ့တာရဲကြီးတကောင်ရဲ့ကြဆားရနေရဖြစ်ခဲ့ပါတယ်။အဲ့ဒီတာရဲကတော့ကမ္ဘာအကြီးဆုံးမိချောင်းကြီးတွေထဲမှာတကောင်အပါအဝင် ဖြစ်တယ်လို့ယူဆရတဲ့ Gustav လို့နာမည်ပေးထားတဲ့အရာမ9မိချောင်းကြီးပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာကျွန်တော်တို့လူသားတွေကနိပညာတွေခင့်မိတဲ့စီးမြင်စီကံတွေ လုံခြုံရေးအစီအမံတွေအောက်မှာဘေးကင်းစွာနေထိုင်နိုင်ကြတယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့အာဖရိကတိုက်ကြီးရဲ့အမောင်မိုက်ဆုံးဗဟိုချက်ဖြစ်နေတဲ့တန်ကန်ကြီးကရေကန်ကြီးနဲ့ရူစီစီမြို့ဝမှာဒီလိုလုံခြုံမှုဆိုတာကဒဏ္ဍာရီတစ်ခုလောက်သာဖြစ်ခဲ့ရပါတယ်။အဲ့ဒီဒေသမှာဂူစတာဖ်လိုအမည်ရတဲ့မိချောင်းကြီးတကောင်ကဆယ်စုနှစ်ပေါင်းများစွာကတည်းကဒေသခံတွေရဲ့စိတ်နှလုံးသားကိုထိတ်လန့်တုန်လှုပ်ဖွယ်ရသားရဲ့ကြီးတကောင်အဖြစ်ခြောက်လန့်နေခဲ့ပါတယ်။ ဒေတာဂန်ရရဲ့ပြောကြားချက်အရဂူစတာဖ်ရဲ့အရွယ်အစားကပေ20နီးပါးရှိပြီးတော့အလေးချိန်အနေနဲ့ဆိုရင် ပေါင်1800ကိုကျော်နိုင်တယ်လို့ဆိုထားပါတယ်ပုံမှန်နိုင်မိကြောင်းအထီးကြီးတကောင်ရဲ့ပြင်းပြအရွယ်အစားက7ပေခွဲကနေ16ပေခွဲအထိသာရှိတဲ့အတွက်ဂူစတာဖ်ကအော်ဇီယာကောင်းလောက်အောင်ကြီးမာတဲ့မိကြောင်းမျိုးနွယ်တွေကတကောင်ဖြစ်နေခဲ့ပါတယ်သူရဲ့ကြောကုန်းပေါ်မှာထထင်ရှားရှားပေါ်နေတဲ့တနတ်တန်ရာ၃ချက်ကိုကြည်ချင်းအပြင် ူကတာမန်မိချောင်းတကောင်မဟုတ်ဘူးဆိုတာကိုလည်းတက်တည်ပြနေခဲ့ပါတယ်ဒီတော့သူဘလို့နာမည်ကြီးလာတယ်လဲဆိုတဲ့အချက်ကနေစပြောပါမယ်ဒီမိချောင်းကြီး Gustav ကိုစပြီးတော့နာမည်ပေးခဲ့တဲ့သူကပြင်သစ်ဆွစ်ဇာလန်နယ်ပွားတဘာဝပဝင်းကျင်ပညာရှင် ဖြစ်တဲ့ Patrick Fail ပဲဖြစ်ပါတယ် Fail က1990ပြည့်နှစ်တွေကတည်းကဘူရနီနိုင်ငံမှာနေထိုင်ပြီးတော့ရူစီစီမြဝမ်းဒေတာကမိချောင်းတွေကိုလေးလာစူးစမ်းခဲ့သူဖြစ်ပါတယ် ဒီလိုနဲ့1998ခုနှစ်အရောက်အချိန်မှာတော့ဂူစတာဖ်ရဲ့လူသားစာမှတ်တမ်းတွေကစတင်မြင့်တက်လာခဲ့ပြီးဒေသခံတွေကြားမှာအကြီးအကျယ်ထိတ်လန့်စရာတွေ ဖြစ်လာခဲ့ပါပြီ။ဒါကြောင့်ပဲဖေကဒီအရာမမိချောင်းကြီးကိုဖန်ဆီးရင်ဖန်ဆီးဒါမှမဟုတ်အ ਨੇ ဆုံးတော့သူ့ရဲ့တဘာဝအခြေအနေတွေအရွယ်အစားနဲ့အပြုအမူတွေကိုမှတ်တမ်းတင်နိုင်မှုကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဒီကြိုးပမ်းမှုတွေကအချင်းကြီးသာဖြစ်ခဲ့ရပါတယ်။ ဖေကဒီမီချောင်းကြီးရဲ့မျက်နှာပြင်မှာဆေးရာဇဝေးကောင်းတွေလိုမျိုးကြောက်မက်ဖွယ်ရာအမာရွတ်တွေနဲ့တနက်တန်ရာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင်သူ့ရဲ့အရွယ်အစားကြီးမားမှုကြောင့်ပဲလင်းလင်းမြန်းမြန်းရွေလျားနိုင်စွမ်းနေပါလာတဲ့အတွက်တာမန်သားကောင်တွေကိုအမိဖမ်းဖို့ခက်လာပြီးတော့ပုံမလွယ်ကူတဲ့သားကောင်တွေဖြစ်တဲ့လူသားတွေကိုဥတီစားတောက်ခဲ့တာဖြစ်နိုင်တယ်လို့သူတေတီတချို့ကယူဆကြပါတယ်။လူသားစားခဲ့တာနဲ့ပတ်သက်ပြီး Gufta ရဲ့အဆိုးဆုံးနဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့ ူကလူပေါင်း300ကျော်ကိုတပ်ဖြတ်စားတောက်ခဲ့တယ်လို့သတင်းတွေထွက်ခဲ့တာပါဒီအရေးအတွက်ကတရားဝင်အတိပြုနိုင်တဲ့ဂိမ်းကနဲတွေတော့မဟုတ်ပါဘူးဒေသခံရွာသားတွေနဲ့တဘာဝပတ်ဝန်းကျင်ပညာရှင်တွေရဲ့ခံမှန်းချက်သာဖြစ်ပါတယ်နောက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကတော့ဒီလူသားစားမှုတွေကဘူရင်ဒီနိုင်ငံရဲ့ပြည်ရင်းစစ်ကာလနဲ့အချိန်ကြီးဖြစ်ပေါ်လာခဲ့တာပါ ပြည်ရင်းစစ်ရဲ့တံကိုခံစားနေရတဲ့ပြည်သူတွေကဒီမီတောင်းကြီးရဲ့ဒုက္ခကိုလည်းစစ်ဘေးထဲမလျော့တဲ့ထိတ်လန့်မှုတွေနဲ့ခါးသီးမှုတွေပေါင်းတူခံစားခဲ့ရပါတယ်။ဒီချောင်းတွေကအသားစားတတ္တဝါတွေပါ။ဒါပေမဲ့သူတို့အသက်ရှင်တန်ဖို့အတွက်သာစားတောက်ကြတာမျိုးပဲရှိပါတယ်။ဂူစတာဖ်ကတော့တခါတည်းမှာလူတွေကိုတပ်ဖြတ်ပြီးလုံးဝမစားဘဲထားခဲ့တာမျိုးတွေလည်းရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဒါကိုသူတေတီတွေကသူကအစာရေစာပြေဝနေတဲ့အတွက်တတ်တက်ကိုအမဲလိုက်ခြင်းနဲ့စိတ် ဒါမှမဟုတ်နည်းမြေကာကွယ်လိုတဲ့စိတ်တွေဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဂူစတာဖ်ရဲ့တပ်ဖြတ်ပုံကရိုးရိုးသားရဲတွေလိုမဟုတ်ပဲတော်တော်လေးလည်းရဲရဲဆက်ဆက်နိုင်တယ်လို့ဆိုကြပါတယ်။တခါတည်းမှာသားကောင်ကိုဖမ်းမိပြီးတာတောင် ချက်ချင်းမစားသေးပဲရေထဲမှာလှည့်ပတ်ပြီးကစားနေတာမျိုးသားကောင်ကိုခဏလောက်လွတ်ပေးလိုက်ပြီးတော့မှပြန်လဲဖမ်းဆီးတာမျိုးတွေလည်းလုတ်တက်တယ်လို့မျက်မြင်သက်တေတချို့ကဆိုထားပါတယ်။ ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲဂူစတာဖ်ရဲ့ခနာကိုမှာမြင်တွေ့ရတဲ့တနတ်တန်ရာ၃ချက်ကသူ့ဘဝရဲ့ကျန်းတဲ့သမိုင်းကြောင်းတွေကိုဖော်ပြနေပါတယ်ဒီတန်ရာတွေကသူ့ကိုတက်ဖြတ်ဖို့ကြိုးပမ်းခဲ့တဲ့မိုးဆိုးတွေကြောင့်လားဒါမှမဟုတ်စစ်သားတွေကြောင့်ပဲလားသူတို့ထက်ကတူဦးကြောင့်ရရှိခဲ့တာဖြစ်နိုင်ပါတယ်ဘူရွန်ဒီနိုင်ငံက1993ခုနှစ်ကနေ2005ခုနှစ်အထိပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့တဲ့နိုင်ငံမှာအဲ့ဒီစစ်ပွဲကာလအတွင်းမှာ ပြည်သူတွေကမြေကမ်းနားနေရာတွေကိုအုံပြုပြီးတော့ နယ်မြေကူးပြောင်းတာတို့ရေချိုးအဝိရှော်လုတာတို့စတဲ့အလုပ်တွေပြုလုပ်ခဲ့ကြပါတယ်ဒီလိုအချိန်မှာဒေသခံတွေနဲ့စစ်သားတွေကဂူစတာဖ်နဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရပြီးတော့သူ့ကိုတပ်ပစ်ဖို့ဂျိုးပန်းခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့တနတ်တန်ရာတွေကနေအသက်မသေးပဲပြန်လဲလွတ်မြောက်ခဲ့တဲ့ဂူစတာကသူ့ရဲ့ခန္ဓာကိုယ်ကိုဖောက်ထွင်းဝင်ရောက်နိုင်တဲ့အရာမရှိဘူးလို့ယုံကြည်ခဲ့တဲ့ဒနာဤဆန်နဲ့တားရဲကြီးအဖြစ်ဒေသခံတွေရဲ့စိတ်ထဲမှာအမြင့်တွေသွားစေခဲ့ပါတယ် သူရဲ့ကြီးမားတဲ့အရွယ်အစားနဲ့ထူထဲတဲ့အရေးကွန်ကဒီတနက်ကြည်စံတွေကိုခုခံပေးနိုင်တယ်လို့ယုံကြည်ခဲ့ကြတာပါ1990ပြည့်နှစ်တွေအတွင်းတော့ငါရူစီစီမြူဝမ်းအနီးကရွာလေးတရွာမှာပါစကာလို့ခေါ်တဲ့အသက်နှစွဲကျော်အမျိုးသားတယောက်ရှိခဲ့ပါတယ်သူကရွာမှာငါးဖန်းနဲ့အလုပ်ကိုအဓိကလုပ်ကင်ပြီးတော့ဇနီးတဲ့နဲ့ကိုဝင်ဆောင်ထားတဲ့ကလေးတူကိုပြုစုစောင့်ရှောက်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီလိုနဲ့ပဲနေ့လယ်ကင်းကပူပြင်း၆သွေးနေတဲ့နေ့တစ်နေ့မှာတော့ ပါစကာကမြစ်ထဲကနေငါဖမ်းပြီးလို့ပြမဲနွမ်းနေနေခဲ့ပါတယ်။ရွာသားအများစုကညနေဘက် ရေချိုးဖို့မြစ်ကမ်းနားကိုသာအားထားကြရတာပါ။ဒါကြောင့်ပါစကာကလည်းမြစ်ရဲ့စီးဆင်းမှုနေကွေပြီးတော့ရေတိမ်နဲ့ကမ်းနားတနေရာကိုသွားရောက်ပြီးတော့ရေချိုးဖို့ဟာရေထဲကိုဆင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲ Gustav ကရေအောက်မှာပုံအောင်ပြီးတော့အနီးကချင်းကလာနေခဲ့တယ်ဆိုတာကိုလုံးဝသတိမထားမိခဲ့ပါဘူး။ ဒေတာဂန်တွေရဲ့ပြောစကားအရဂူစတာဖ်ကသူ့ရဲ့ကြီးမားတဲ့အရွယ်ကြောင့်ရိုးရိုးငါးတွေနဲ့တားကောင်ငယ်တွေကိုဖန်ဆီးနိုင်လေးမရှိတော့တဲ့အခါလူသားတွေကိုပဲအလွယ်တကူဖန်ဆီးလေးရှိတယ်လို့ဆိုပါတယ်ဒီလိုနဲ့ပဲရေစင်းချိုးနေတဲ့ပါစကာကဂူစတာဖ်အတွက်တော့အင်အားသုံးစရာမလိုတဲ့အစားတစ်ခု ဖြစ်သွားခဲ့ရပါတယ်ရုတ်တရက်ဆိုသလိုပဲမြင့်ရဲ့ရေပြင်တစ်ခုလုံးလှုပ်ခါသွားပြီးတော့ပါစကာကိုလေထဲမြောက်တက်သွားစေနိုင်လောက်အောင်အင်အားကြီးတဲ့တိုက်ခိုက်မှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ် မြည်ရကသွေးတွေနဲ့ရှွန်းနုံနေကြောင်းနီညိုရောင် ပြောင်းသွားခဲ့ရပြီးတော့ရွာသားတွေကကြောင်းမတ်ဖွဲ့ရအော်တန်ကိုသာကြားလိုက်ရပါတယ်သူတို့ရောက်လာတဲ့အချိန်မှာတော့မြစ်ထဲမှာပါစကာရဲ့ခြေရာလက်ရာကိုရှာလို့မတွေ့တော့ပါဘူးရေပေါ်မှာပေါ်နေတဲ့သွေးစွန်းနေတဲ့အဝတ်တစ်ခုနဲ့ရေပြင်ပေါ်မှာဖြစ်ပေါ်နေတဲ့ကြီးမားတဲ့လိုင်းကြက်ကြီးတစ်ခုကိုသာတွေ့ရှိခဲ့ရပါတယ်ဒီလိုနဲ့ပဲဂူစတာဖ်ကပါစတာကိုရေအောင်ဆွဲချသွားခဲ့ပြီးတော့နောက်ပိုင်းမှာပါစတာရဲ့အလောင်းကိုလည်းဘယ်သူမှပြန်မတွေ့ရတော့ပါဘူး ဒီဖြစ်ရကြောင်းရွာသားတွေက Gustav ရဲ့တိုက်ခိုက်မှုကရိုးရိုးတလေးဆန်တွေလို တိုက်ခိုက်မှုမျိုးမဟုတ်ပဲသူ့ရဲ့အရွယ်အစားကြီးမားမှုကြောင့်အမဲလိုက်နိုင်စွမ်းမရှိတော့တဲ့အတွက်လူကိုပဲပြစ်မှတ်ထားတဲ့လူသက်သမားတဦးဆိုပြီးတော့အခိုင်အမာယုံကြည်သွားခဲ့ကြပါတယ်။ Pascal ရဲ့တနည်းစကားကိုဝင်နဲ့အတူမဟုတ်ဆိုးမဘဝကိုရောက်ရှိခဲ့ရပြီးတော့ဒီဖြစ်ရကဘူရူနီမြေကမ်းဘေးကပြည်သူတွေရဲ့နေစဉ်ဘဝမှာ ဂူစတာဖ်ဆိုတဲ့ကြောင်းမက်ဖွဲ့ရအမဲလိုက်မိချောင်းကြီးရဲ့ချင်းချောင်းမှုကအမှန်တကယ်ရှိနေတယ်ဆိုတာကိုပြသနေခဲ့ပါတယ်။နောက်ထပ်နာမည်ကြီးတဲ့ဖြည့်ရတစ်ခုကတော့မာဂရက်လို့ခေါ်တဲ့အသက်80ဝန်းကျင်အဖွားကိုတယောက်စားခံလိုက်ရတဲ့ဖြစ်စဉ်မှာသူကသူ့ရဲ့မြေးရင်နဲ့အတူနေထိုင်ပြီးတော့ရွာရဲ့အထက်ပိုင်းမှာနေထိုင်ပါတယ်။နောက်ပြီးမာဂရက်ဟာတစ်သလုံးမြေကမ်းဘေးမှာနေထိုင်လာသူဖြစ်တာမို့မိချောင်းရဲ့သဘောတဘာဝနဲ့အန်ဒီယေတွေကိုလည်းကောင်းကောင်းနားလည်ထားတဲ့သူပါ။ ူကနေစဉ်သူ့ရဲ့မိသားစုအတွက်မြကန်းနာကနေရေခတ်ဖို့သွားရပါတယ်ရေခတ်တဲ့နေရာကရွာနယ်နည်းနည်းဝေးပြီးတော့လူပြတ်တဲ့နေရာမျိုးမှာပါပုံမှန်ဆိုရင်နေပူချိန်ပြင်းတဲ့အချိန်ကိုရှောင်ပြီးတော့မနက်စောစောဒါမှမဟုတ်ညနေဆောင်မှသွားလေရှိပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာတော့နေမွန်းတဲချိန်ကိုရောက်နေပါပြီရွာမှာစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ကြက်တွေကြောင့်ရေခတ်တာနောက်ကျခဲ့ရပါတယ် ရေခက်တဲ့နေရာကိုရောက်တော့မာဂရက်ကမြေရစ်ကိုဂယူးတစိုက်ကြည့်ပြီးတော့ရေအိုးကိုမြစ်ထဲကိုနှစ်လိုက်ပါတယ်။သူကဒီဒေသမှာတာမန်မိချောင်းငယ်တွေရှိနေတာကိုသိပေမဲ့ဂူစတာဖ်လိုအေယာမအကောင်ကြီးကနေကင်းချောင်းတောင်ကြီးမှာရောက်လာလိမ့်မယ်လို့မထင်မိခဲ့ပါဘူး။တစ်ဖက်မှာတော့ဂူစတာဖ်ကမာဂရက်ရေခက်တဲ့နေရာရဲ့အနီးဆုံးရေအောက်မှာပုံအောင်နေခဲ့ပါတယ်။ သူကသူ့ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့်သားကောင်းကိုဖမ်းဖို့အတွက်လုံးဝကိုငြိမ်သက်နေပြီးရှွန်းနွန်နေကြတဲ့မှာသူ့ကိုယ်သူကိုယ်ရောင်ဖျောက်ထားလိုက်ပါတယ်။မာဂရက်ရေအိုးကိုမြစ်ထဲပြစ်ချလိုက်တဲ့အချိန်မှာပဲရေအောက်ကနေငလျင်လှုပ်တလို့မျိုးလိုင်းလုံးကြီးတစ်ခုရုတ်တရက်ထလာပါတယ်။ဒီလိုနဲ့ပဲမာဂရက်ကသူ့ရဲ့ဘဝတစ်လျှောက်လုံးမျက်နှာမှာနေခဲ့ဘူးသမျှအကြီးမားဆုံးနဲ့အဆိုးရွားဆုံးတိုက်ခိုက်မှုကိုခံစားလိုက်ရပါတော့တယ်။ ူမရဲ့ဘဝတက်တန်တစ်လျှောက်လုံးကအတွေ့အကြုံအရာသူမကရေထဲကိုလုံးဝဆွဲချမခံရအောင် ကမ်းမကိုအတင်းအကျပ်စုပ်ကင်ထားပါတယ်ဒါပေမဲ့ဂူစတာဖ်ရဲ့မယုံနိုင်လျောက်အောင် ကြီးမားတဲ့ခန္ဓာကိုယ်အလေးချိန်နဲ့အားတွေကမာဂရက်ကိုကမ်းမနဲ့အတူ ရေထဲကိုဆွဲချသွားနိုင်ခဲ့ပါတယ်အနီးနားကနေမြင်ကွင်းကိုမြင်လိုက်ရတဲ့ရွာသားတအူးကကြောက်လန့်တကြားအော်ဟစ်ပြီးအကူကြီးတောင်းမှုရွာဘက်ကိုပြေးသွားခဲ့ပါတယ် ဒါပေမဲ့သူတို့ပြန်ရောက်လာတဲ့အချိန်မှာတော့မဂရက်ရဲ့ရေအိုးနဲ့သွေးစွန်းနေတဲ့ခေါင်းပေါင်းပေါ်ပါသာကျန်ခဲ့ပါတော့တယ်။ဒီသားကန်တွေကဒီဖြစ်ရက်ကိုကြုံရပြီးတဲ့အချိန်မှာတော့ဂူစတာဖ်ကအသက်အရွယ်ကိုဂယူးမဆိုင်ဘူးမြစ်ထဲမှာရှိနေသမျှဘသူကိုမဆိုသားကောင်အဖြစ်ယူဆထားတယ်လို့ကောက်ချက်ချခဲ့ကြပြီးတော့အဖွားကိုတဦးကိုတောင်ရရဆက်ဆက်တိုက်ခိုက်စားတောက်ခဲ့တဲ့ဂူစတာဖ်ကသူ့ရဲ့ကြောင်းမက်ဖွဲ့ရာ ကောင်းတဲ့ရက်ဆက်မှုတွေကိုဖော်ပြနေခဲ့ပါတယ်။ဒါတွေကအထင်ကြီးဖြစ်ရက်တွေပါ။ တဖက်မှာလည်းဘူရွန်ဒီမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့သဘာဝပတ်ဝန်းကျင်ပညာရှင်ပက်ထရစ်ဖေးကဂူစတာဖ်ကိုဖမ်းဆီးပြီးတော့သိပ်ပံနေကြလေ့လာဖို့သူ့ဘဝရဲ့ရည်မှန်းချက်တစ်ခုလို့သတ်မှတ်ခဲ့တဲ့သူဖြစ်ပါတယ်။သူကဂူစတာဖ်ချက်ဆာယာရူစီစီမြို့ဝကျွမော်ဒေတာနဲ့တန်ကန်ยีကာရေကန်ကိုအချိန်ပေါင်းများစွာစူးစမ်းခဲ့ပါတယ်။ဂူစတာဖ်ကအသက်60ကျော်နေပြီဖြစ်ပြီးတော့9မီကျောင်းရဲ့ပုံမှန်သက်တမ်းထည့်များစွာပိုနေခဲ့ပါတယ်။ Gustav ကဘလောက်တောင်နာမည်ကျော်တယ်လဲဆိုရင်2004ခုနှစ်မှာ National Geography ရုပ်သံလိုင်းက Gustav ကို fancy ဖို့ကြိုးစားခဲ့တဲ့ Finn နဲ့သူ့ရဲ့အဖွဲ့သားတွေအကြောင်းအမှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်ဒီအမှတ်တမ်းရုပ်ရှင်ရဲ့နာမည်ကတော့ Capturing the Kale Crocodile ဖြစ်ပြီးတော့ Gustav ကိုကမ္ဘာအနှံ့နာမည်ကျော်ကြားစေခဲ့ပါတယ်အဲ့ဒီထဲမှာဆိုရင် Finn နဲ့သူ့ရဲ့အဖွဲ့တွေကမိချောင်းကြီးကိုထောင်ဖမ်းမှုအတွက်လိုနီလန်းမျိုးတွေကိုအသုံးပြုခဲ့ကြပါတယ်ပထမကတော့ AR မလောင်ရင်ကြီးကိုအသုံးပြုတာပါ ူတို့ကအလျားပေ30ရှိပြီးတော့အလေးချိန်တန်လောက်ရှိမဲ့အရန်ကိုကြီးမာတဲ့လောင်အိမ်တစ်ခုကိုတေချာကိုပြုလုပ်ခဲ့ကြပါတယ်ပြီးတာနဲ့အဲ့ဒီလောင်အိမ်ကိုရူစီစီမြကန်းနာမှာချထားပြီးတော့လောင်အိမ်ထဲမှာစိတ်အရှင်တကောင်ကိုထည့်သွင်းခဲ့ပါတယ်ဒါပေမဲ့အဖွဲ့သားတွေကလောင်အိမ်နားမှာလာပေါင်းများစွာစောင့်ဆိုင်နေကြပေမဲ့လေဂူစတာဖ်ကဘယ်တော့မှလောင်အိမ်ထဲကိုဝင်ရောက်လာခြင်းမရှိပါဘူး ဒါကိုကြည်ချင်းအပြင်သူ့ရဲ့ညံရီကလူသားတွေရဲ့ထောင်ချောက်ကိုတရှိနိုင်လောက်အောင်ကိုမြင်မာနေတယ်လို့ယူဆရမှာပါနောက်ပြီးဖေးရဲ့အပွဲကဂူစတာဖ်ကိုဖမ်းလို့မရနိုင်တဲ့အတွက်သူ့ရဲ့လှုပ်ရှားမှုတွေကိုလေ့လာနိုင်ဖို့ရေဒီယိုချီယာခန်ကရိယာကိုဂူစတာဖ်ရဲ့ကြောပေါ်မှာတက်ဆင်ဖို့လဲချိုးပန်းခဲ့ဘူးပါတယ်ဒါပေမဲ့ဒီမိချောင်းကြီးကတော့ပညာသားပါပါပဲရှောင်တိန်ခဲ့တာကြောင့်ဒီချိုးပန်းမှုကလည်းမအောင်မြင်ခဲ့ပြန်ပါဘူး ဒီလိုနဲ့ပဲလောင်ရင်အနားမှာရဲတပ်ဘက်ပေါင်းများစွာစောင့်ဆိုင်ပြီးတဲ့နောက်မှာဖေရိုအဖွဲ့ကလောင်ရင်ကိုဆွဲယူဖို့စီစဉ်ခဲ့ကြပါတယ်။ဒါပေမဲ့မဆွဲယူခင်တညမှာပဲရွာသားတချို့ကလောင်ရင်အတွင်းကစိတ်ကိုခိုးယူသွားခဲ့တာကြောင့်ဖန်စီစစ်စင်ရေးကလည်းအဆုံးသက်သွားခဲ့ရပါတယ်။နောက်ပြီးအလုံးမတိကြသေးတဲ့ဘူရူနင်ဒေတာကန်တွေဂျာရဲကဂူစတာနဲ့ပတ်သက်တဲ့ဒန်နာယီဆန်ရဲ့ပါဇက်ပုံမြင်တွေအများအများလည်းရှိနေပါသေးတယ်။သူတို့အတွက်ဂူစတာဖ်ကတာမန်တလေးဆန်တကောင်မဟုတ်ခဲ့ပါဘူး။ သူတို့ရဲ့ပါဇက်ပုံပြင်တွေနဲ့အတူအမျိုးမျိုးအသက်မှတ်ခံထားရတဲ့အကောင်ကြီးတစ်မျိုးဖြစ်ပါတယ်ဒေသခံအများစုကဂူစတာဖ်ကရှေးပိုဝေနတီကရေကတီရှိခဲ့တဲ့ နတ်ဆိုးတကောင်ရဲ့ပုံပန်းတရံဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒါမှမဟုတ်ရင်အင်အားကြီးတဲ့ဆုံးကိုရီတူကသူ့ရဲ့ဆုံးအတက်နဲ့ဖန်ဆင်းထားတဲ့သက်ရှိလက်နက်တူဖြစ်တယ်လို့လည်းဆိုကြပြန်ပါတယ်။ဒီလိုယုံကြည်ရခြင်းရဲ့အကြောင်းအရင်းကတော့ Gustav ကတနက်တန်ရာတွေကိုခံနိုင်ရရှိတာတွေ၊ထောင်ချောက်တွေကိုရှောင်တိန်နိုင်တာတွေကပုံမှန်မဟုတ်တဲ့ကြီးမားတဲ့အရွယ်အစားရှိနေခြင်းတွေကြောင့်လည်းဖြစ်ပါတယ်။နောက်ပြီး Gustav ကိုမတည်နိုင်တဲ့သက်ရှိတကောင်အဖြစ်ဒဏ္ဍာရီတွေကပေါ်ပြကြပါတယ်။ဒေသခံတွေကသူ့ကိုမတက်ဖြတ်နိုင်ဘူးဆိုတဲ့ယုံကြည်ချက်ကနေထွက်ပေါ်လာတဲ့ ကြောင်ရမှုနဲ့လေးစားမှုတွေကိုလည်းတပြိုင်နက်တည်းရရှိခဲ့ပါတယ်သူကိုတတ်နိုင်ခဲ့တဲ့သူကမွေးဖွားလာအောင်မှမဟုတ်ဘူးလို့ရွာသားတွေကဆိုကြပါတယ်ဘူရိုနီပြည်တွင်းစစ်က1993ခုနှစ်ကနေ2005ခုနှစ်ကာလမှာရူစီစီမြစ်ကနယ်မြေတစ်ခုကြားထဲကနယ်နိမိတ်တစ်ခုဖြစ်ခဲ့ပါတယ်စစ်ပြေးဒုက္ခတွေတွေစစ်ပေးဆောင်ရွာသားတွေနဲ့စစ်သားတွေကမြစ်ကိုကြော်ဖြတ်ဖို့အမြဲတမ်းစူးစမ်းခဲ့ရပါတယ်ဒီလိုကာလမှာလူသားစားဖြစ်ရတွေကအစမတန်မြင့်တက်လာခဲ့တာပါ အဲ့ဒီချိန်တုန်းကစစ်ပွဲအတွင်းသေဆုံးသွားတဲ့ရုပ်အလောင်းတွေကိုမြစ်ထဲမှာမျောချတာမျိုးတွေလည်းရှိခဲ့ဘူးပါတယ်။ Gustav ကဒီအယုပ်လောင်းတွေကိုစားတော့ရင် လူသားရဲ့အသားကိုစတင်ဆွဲလန်းသွားခဲ့တာဖြစ်နိုင်တယ်လို့သူတေတီတချို့ကယူဆကြပါတယ်။တချို့ကလည်း Gustav ကအရွယ်အစားကြီးလာတဲ့အတွက်ပုံမပေါ်များပြီးတော့အလွယ်တကူရရှိနိုင်တဲ့အစားအစာဖြစ်တဲ့လူသားကိုပဲဥတီစားတော့ခဲ့တယ်လို့သုံးသပ်ကြပါတယ်။ဒီလိုယူဆချက်တွေကတိရစ္ဆာန်တွေရဲ့အပြုမူဆိုင်ရာ theory တွေနဲ့လည်းကိုက်ညီမှုရှိနေပါတယ်။ ပက်ထရစ်ဖေးရဲ့2004ခုနှစ်ဖန်စီရေးကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးတဲ့နောက်ဂူစတာဖ်ကဒေသခံတွေကြားထဲမှာဆက်လက်အကြောက်တရားတွေပေးစွမ်းခဲ့ပါတယ်။2009ခုနှစ်မှာ National Geographic ကဂူစတာဖ်ကိုပြန်လည်တွေ့မြင်ခဲ့ရတယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးတော့ ဲ့ဒီချိန်မှာသူ့ရဲ့အသက်က160ကနေအနည်း100ကျော်ဝန်းကျင်ရှိနေပြီလို့လည်းခန့်မှန်းထားခဲ့ကြပါတယ်2015ခုနှစ်မှာတော့ Gustav ကိုနောက်ဆုံးချိန်ထပ်မံမြင်တွေ့ခဲ့ရတယ်လို့ Finnair ဒေသခံတွေကပြောကြားခဲ့ပြန်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ Gustav ကလုံးဝကိုပျောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီ2015ခုနှစ်နောက်ပိုင်းမှာ Gustav ကိုမမြင်ရတော့တဲ့အတွက် သူတေဆုံးသွားပြီဖြစ်ကြောင်းကောလာဟာလာတွေလည်းအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။တချို့ကအသက်တရာခန့်ရှိမယ်လို့ခံမှန်းရတဲ့ Gustav ကအလွန်ရှည်လျားတဲ့တက်တန်းတစ်ခုကိုရောက်ရှိနေပြီဖြစ်လို့တဘာဝအတိုင်းတေဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့9မီကြောင်းတွေကအကောင်းဆုံးအခြေအနေမှာတော့အသက်80ကနေ100အထိပဲနေထိုင်နိုင်ကြလို့ပါ။ချို့ရရဲ့စကားအရတော့ဒေသခံမုတ်ဆိုးတွေကသူ့ကိုအောင်မြင်စွာတက်ပြတ်နိုင်ခဲ့တယ်လို့ပြောဆိုမှုတွေရှိပေမဲ့ဒီကိစ္စကိုအတူပြုနိုင်မယ်ခိုင်မာတဲ့ထောက်ထားဖြစ်တဲ့ဓာတ်ပုံတွေ ရုပ်အလောင်းဒါမှမဟုတ်အရေးကုန်တွေတခုမှတက်တည်ပြစရာရှိမနေခဲ့ပါဘူး။နောက်ပြီးဒီလောက်အေယာမအရွယ်စားကြီးတဲ့မိချောင်းတကောင်ကိုတက်ဖြတ်နိုင်ခဲ့မယ်ဆိုရင်ဒီအလောင်းကိုမတွေ့နိုင်စရာအကြောင်းလည်းမရှိတဲ့အတွက်ဒီအချက်ကလည်းမာရင်းနိုင်ခြင်းမြင်မာနေပါတယ်။ဒါပေမဲ့2019ခုနှစ်က Travel Africa Magazine ကထုတ်ဝေခဲ့တဲ့ဘူရိုနီခရီးသွားဆောင်းပါတပုတ်မှာတော့ဒေတာကန်တွေကဂူစတာဖ်ကိုတက်ပြပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ဘလို့တက်ပြခဲ့တယ်ဘသူတွေကတက်ခဲ့တယ်ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိတဲ့အတွက် အတီးပြုတ်ဖို့ရခက်ခဲနေပါတယ်လက်ရှိ2025ခုနှစ်မှာတော့ Gustav ကဘူရိုနီဒေတာမှမမြင်တွေ့ရတော့တာ10စုနှစ်နေပါရှိနေပါပြီတဘာဝပါဝင်ခြင်းပညာရှင်အများစုက Gustav ကတတန်းစီပြီးတဘာဝအတိုင်းပဲသေဆုံးသွားခဲ့ကြတယ်လို့ယူဆထားကြပါတယ်ဒေတာကန်တွေကြားမှာတော့သူကအသက်ရှင်လျက်ရှိနေသေးတယ်ဒါမှမဟုတ်မြင့်အောက်ခြေကလျှော့ဝက်နေရာတခုမှာပုံအောင်နေတယ်လို့ယုံကြည်မှုတွေကြန့်ရှိနေကြပါသေးတယ် သူရဲ့ဒန်တာယူပုံမြင်တွေကဘူရွန်ဒီရူစီစီမြို့ဝကျွန်းပေါ်ဒေသရဲ့ထိတ်လန့်စရာသမိုင်းဝင်အမတ်သားတစ်ခုအဖြစ်အမြဲတမ်းတည်ရှိနေတော့မှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင် ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လဲဆုံတွေ့ကြပါအောင်ဆုခင်ဗျာ